ကဘာစကြီးမဖြစ်အောင်တားဆီးခဲ့ကြတဲ့ထူကြတဲ့သူတွေကြီးပဲစူးစီးထားတဲ့အဖွဲ့ရုပ်ရှင်ကိုတော့1996ခုနှစ်မှာစတင်ထားပြီးအဲ့ဒီချိန်ဥရောပနိုင်ငံကြီးတွေကြားမှာစစ်မီးယာလောင်မြိုက်တော့မဲ့နေသားမှာရှိနေခဲ့တာတနိုင်ငံနဲ့တနိုင်ငံလက်နဲ့တစ်တွေလည်းပြန်လည်ထုတ်လုပ်နေတဲ့ကာလလေးဖြစ်ပါတယ်။လန်ဒန်ကရဲအုပ်တယောက်ဟာသူတို့မျိုးတွေကဘန်တစ်ခုရဲ့နိုင်ငံကိုပထမဆုံးအစ်မြင့်တင်ကားကြီးတစ်စီးကဝင်ကြုံပြီးအထက်ကပစ္စည်းတွေကိုလည်းတွေးသမျှတက်ကြိတ်သွားတာကိုမြင်လိုက်ရတော့အံ့ဩနေခဲ့ပါတယ်။ တနန်းနဲ့ဝိုင်းပြေးကြပါမယ်ကြီမတိုးခဲ့ပဲဆက်ဝင်သွားကနောက်ဆုံးဘန်ရဲ့မိကန်တက်တာကြီးကိုတင်ကားကမြောက်နဲ့ထုချလာခဲ့ပါတယ်အဲဒီနောက်တင်ကားတွေကနေဖန်တန်ဥဆောင်တဲ့မျက်နှာဖုံးတဲ့လူတွေထွက်လာပြီးမိကန်တက်တာကြီးတွေကနေဖိုးတန်ရတနာတွေကိုမြူပဲဖင်းနဲ့မျိုးရဲ့သေးစိတ်မြေပုံကြီးကိုသာယူသွားခဲ့ပါတယ်အဲဒီလူရဲမှုနဲ့ပတ်သက်ပြီးဗီဒိန်ကဂျာမနီလက်ချက်လို့ဆွဆွဲခဲ့ပါမယ်သိမ့်မကြခင်မှာပဲဖန်တန်ဥဆောင်တဲ့တက်ဟာဂျာမနီရဲ့ဘာလင်မှာသိမ့်ပံပညာရှင်အများပြားကိုဖမ်းသွားခဲ့ပြီး ဂျာမနီစစ်သည်မောတွေကိုလည်းပြချခဲ့ပါသေးတယ်။ဒါကြောင့်တနိုင်ငံနဲ့တနိုင်ငံသူ့လက်ချက်၅လက်ချက်ဆိုပြီးအပြန်လည်လက်ညှိုးထိုးဆွဆွဲကြရင်ကစစ်ဖြစ်တော့မဲ့အနေအထားကိုရောက်လာခဲ့ပါတယ်။နောက်ထပ်ဇာဝင်ကမ်းမှာတော့ရေးဆိုတဲ့သူဟာအာဖရိကရဲ့ကင်ညာနိုင်ငံမှာကင်းဆိုလိုမွန်မိုက်ဆိုတဲ့ဇာကားရဲကမင်းသားဖြစ်တဲ့အဲလန်ကိုလာရှာခဲ့ပါတယ်။ဟိုရောက်တော့လူကြီးတယောက်ကသူ့ကိုယ်သူအဲလန်လို့မိတ်ဆက်ပြီးသူ့ရဲ့စွန်းစားကမ်းတွေအကြောင်းပြောပြနေခဲ့ပါတယ်။အဲဒီချိန်ရေးကသူကဗြိတိရှအစိုးရအတွက်အလုပ်လုပ်တာဖြစ်တဲ့အကြောင်းနဲ့ တို့အကူအညီလိုနေတဲ့ကြောင်ပြောလိုက်တဲ့အချိန်မှာတော့တကယ်အလန်စစ်ကနောက်လက်ပြီးမိတ်ဆက်လာပါတော့တယ်တကယ်တော့အလန်ကသူ့ကိုယ်သူသူတို့ဝုတ်ဝဲနေခြင်းလို့ခွန်နာကလူကြီးကိုအလန်ဖြစ်ပုံသွင်းပြီးဟန်ဆောင်ခိုင်းထားတာဖြစ်ပါတယ်အဲဒီနောက်ရိတ်ကတို့ကိုနောက်ထပ်ကဘာစဲမဖြစ်အောင်ကူညီပေးပါလို့အလန်ကိုပြောတဲ့အခါအလန်ကသူ့မှာမိသားစုကိုဆုံရှုံခဲ့ပြီးပြီဖြစ်လို့သူဆက်ပြေးမတိုက်ခိုက်တော့ဘူးလို့ပြောလိုက်ပါတယ်အဲဒီချိန်မှာပဲဝေယုံရှည်တွေနဲ့သူတွေရောက်လာပြီးအလန်ဘယ်မှာလဲလို့လာမေးပါတော့တယ် ထုံးစံတိုင်းခွန်းကလူကပဲသူ့ကိုသူအယ်လန်လို့မိတ်ဆက်လိုက်တော့အဲ့ဒီလူကိုပြစ်တက်လိုက်ပါတယ်။ဒါကြောင့်အယ်လန်စစ်ကချက်ချင်းပဲပြန်တိုက်ခိုက်ကြရင်အပြန်လန်ပြစ်ခတ်မှုတွေဖြစ်ကြပါတယ်။ဒါပေမဲ့ဝဲယုံတဲ့သူတွေကကာကွယ်ရေးဝတ်ပြီးခမီလက်နက်တွေနဲ့ဖြစ်တာကြောင့်ခက်ခဲခဲ့ပေမဲ့နောက်ဆုံးအားလုံးကိုစမုံတုံးသွားအောင်အယ်လန်လုံနိုင်ခဲ့ပါတယ်။ထွက်ပြေးသွားတဲ့တယောက်ကိုလည်းအယ်လန်ရဲ့ special ကွေဖြစ်တဲ့အဝေးကနေနှလုံးပြူးနဲ့လမ်းဆွဲတဲ့ပြစ်ချင်နဲ့ဖမ်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကိုဘာမှမမေးရသေးခင်ပါပဲ။အဲ့ဒီသူကစိတ်တောက်ပြီးကိုကိုကိုတတ်တည်လိုက်ပါတယ်။ နောက်တော့ခုနကအဲလန်တို့နေနေတဲ့အဆောက်အဦတဲကိုဝဲယုံတဲ့လူတွေကဘုံချံထားခဲ့မှုကြောင့်အဆောက်အဦကြီးပောက်ကွဲထွက်သွားခဲ့ပါတယ်။အဲလန်ကသူ့အသူအေးစေးငိမ့်ချမ်းနေတဲ့အာဖရိကကိုတောင်စမီးကလာပြီးလောင်ကျွမ်းနေပြီဆိုတာသိလိုက်ရတဲ့အတွက်စက်ကိုရက်တံပေးဖို့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်။အဲဒီနောက်ရေဟာအဲလန်ကိုလန်ဒန်ကိုခေါ်လာခဲ့ပြီးသူ့အထက်လူကြီး M နဲ့ပြေးတွေ့ခဲ့ပါတယ်။ M ကသူ့အနေနဲ့ဖန်ဒန်ကိုတားဆီးနိုင်ဖို့ပုံမှန်တဲ့ထုခဲ့တဲ့သူတွေကြီးပါတဲ့ဖွဲတစ်ခုကိုဖွဲ့စည်းထားတဲ့ကြောင့်အဲလန်ကိုပြောလိုက်ကအဲ့ဒီထဲဝင်ဖို့အဲလန်ကိုပါတိုက်တွန်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ဖွဲ့ဝင်တွေကိုမိတ်ဆက်ပေးတဲ့အနေနဲ့ M က20000 Lego Under the Sea ဇာတ်ကားတွေကဇာတ်ကောင်ဖြစ်တဲ့ Captain Nemo နဲ့မိတ်ဆက်ပေးပါတယ်။တဲလွန်စားတွေရာဖန်နာ၄ရက်တွင်မန်နဲမြို့ကိုတိုက်ခိုက်တော့မှာဖြစ်လို့သူတို့ဖွဲ့ကိုတိုက်ခိုက်ဖို့ Nemo ရဲ့အစင်းမြင့်တင်မောကြီးနဲ့တွားရမှာဖြစ်ပါတယ်။အဲ့ဒီနောက်ဆေးမားတောက်ပြီးကိုပြောက်သွားတဲ့ကိုပြောက်လူသားစကန်နာနဲ့မိတ်ဆက်ပေးပါတယ်။စကန်နာကသူ့ကိုမြင်ရဖို့သူ့မျက်နှာကိုဆေးတုပ်ပြီးမှနှုတ်ဆက်ခဲ့ပါတယ်။နောက်ထပ်ဖွဲ့ဝင်တစ်ယောက်ကတော့ဓာတုဗေဒပညာရှင်ဖြစ်တဲ့မီနာပဲဖြစ်ပါတယ်။ ။အဲလန်ကတော့သူတို့ဘက်မှာမိန်းကလေးတယောက်ပါနေတဲ့အတွက်တိတ်မကြိုက်ခဲ့ပါဘူး။အဲနောက်ဆက်စင်ရေးစားတဲ့အနေနဲ့တင်မောစိတ်ကိုသွားဖို့နီမောကသူ့ရဲ့ဤပညာမြင့်ကားစီကိုခေါ်သွားခဲ့ပါတယ်။အဲဒီကားကိုမောင်းတဲ့ဒရိုင်ဘာကတော့ Mobile Tech ဇာကားရဲက Hmine ပဲဖြစ်ပါတယ်။သူတို့ထွက်သွားတဲ့အချိန်မှာတော့သူတို့နောက်ကိုတစုံတယောက်လိုက်နေတာကိုတော့မသိခဲ့ပါဘူး။အဲ့တော့သူတို့လမ်းမှာမီနာရဲ့ရီစာဟောင်းလေးဖြစ်ဘလောက်တက်တက်မတည်နိုင်တဲ့အစွမ်းလေးရှိတဲ့ဒိုရီယန်စီသွားပြီးအဖွဲထဲဝင်မှုသွားပြီးစီးရုံးခဲ့ပါတယ်။အဲ့တော့ဒိုရီယန်ရဲ့အိမ်ထဲကိုဝင်တဲ့အချိန်ပကြီကားတစ်ချက်ပျောက်နေတာကိုတွေ့လိုက်ရပြီး တို့စကားပြောကြတဲ့အခါအဲလန်ကလည်းမတီမျိုးနဲ့ပတ်သက်လို့သူတို့ခါကရွာတရွာကဲခဲ့ဘူးတဲ့အတွက်ရွာကဆုံးမကြီးကသူ့ကိုလည်းဘယ်တော့မှမတီအောင်ထားမယ်လို့ဂရီပေးခဲ့ဘူးကြောင်းပြောပြခဲ့ပါတယ်။ဒိုရီယန်ကတော့ဖွဲထဲဝင်မှုစိတ်ကူးမရှိတာကြောင့်သူတို့ပြောတာတွေကိုစိတ်ဝင်စားပါဘူး။အဲဒီချိန်မှာဖန်နန်နဲ့အဖွဲရောက်လာပြီးသူနဲ့ပူပေါင်းမှုအားလုံးကိုကြက်ကင်ပါတော့တယ်။အဲ့ဒီချိန်မှာပဲခနာကနောက်ကလိုက်လာတဲ့တစုံတစ်ယောက်ကဖန်နန်ရဲ့လူတွေကိုစတင်တိုက်ခိုက်လိုက်တဲ့အတွက်အပြန်အလှန်ခြောက်ပွဲကြီးဖြစ်လာပါတယ်။ကိုကြီးကိုကြီးကိုကျွမ်းနဲ့ဆွမ်းအားတွေနဲ့ကြိတ်ပါတော့တယ်။ ဒိုရီယန်ကမသေးနိုင်တော့ကြည်စံနေရှေ့ခတ်တီတီပဲသွားပြီးဓာတ်နဲ့လိုက်ခုတ်ပါတယ်။နီမိုကလည်းသူ့ရဲ့ကျွမ်းကျင်တဲ့ဓာတ်တိုင်းနဲ့ချပြီးအယ်လန်နဲ့သူတို့ကိုကယ်လိုက်တဲ့သူကဂန်းနဲ့လမ်းဆွဲပါတယ်။တကယ်တော့သူတို့ကိုကယ်လိုက်တဲ့သူဟာတွန်လို့ခေါ်တဲ့အမေရိကန်ကလွှတ်ထားတဲ့လျှက်ဝဲအေဂျင့်ပဲဖြစ်ပါတယ်။အဲဒီချိန်စကန်နာကလည်းကိုပြောက်ပြီး special တီးနေပါပြီ။ဒါပေမဲ့ဖန်တန်ကတော့ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။သူတို့လည်းတိုက်ခိုက်မှုပြီးသွားပြီးထင်ခဲ့ပေမဲ့ပုံနေတဲ့တကောင်ကထွက်လာပြီးမီနာကိုတစားကန်ဖြစ်ဖမ်းပြီးအကြက်ကင်နေခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲမီနာရဲ့မျိုးလုံးတွေဟာနှီးရောင်ပြောင်းသွားပြီးကောင်ဇိုးလေးရဲ့ဂုတ်ကိုကိုက်ဆွဲကသွေးဆုပ်လိုက်ပါတယ်။တကယ်တော့မီနာဟာဒရဂူလာဇာကာရဲကဂျိုနသန်ဟက်ကာရဲ့မိမသွေးဆုပ်ဖို့ကောင်မီနာပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်ရပြီးတဲ့နောက်မှာတော့ဒိုရီယန်ဟာဖွဲ့ရဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပြီးအမေရိကန်စပိုင်လေးဖြစ်တဲ့တွန်ကလည်းဝင်ခဲ့ပါတယ်။တွန်ကအမေရိကန်ဆိုးရဟာသူတို့စီကိုလည်းစစ်ကြီးရောက်လာမှာကိုစိုးရိမ်နေတဲ့အတွက်သူကိုစပိုင်လွတ်လိုက်တာဖြစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။အဲဒီနောက်သူတို့ဟာပဲရစ်ကိုနီမိုတီဆောက်ထားတဲ့ နော်တီလက်ဆိုတဲ့နီးပညာမြင့်တင်မောကြီးနဲ့အရင်ခီးဆက်ခဲ့ကြပါတယ်။အဲ့ဒီတင်မောကြီးကတော့ရင်းငုတ်တင်မောအနေနဲ့ရောရိုးရိုးတင်မောအနေနဲ့ပါလှုပ်ဆောင်ပေးနိုင်ပါတယ်။အဲနောက်မျိုးကိုရောက်တဲ့အခါမျိုးမတောင်းကျမ်းနေတဲ့ဒေါက်တာဂျက်ကလက်မစ္စတာဟိုက်ဆိုတဲ့ဇာကားတွေကဘလူးကြီးဟိုက်ပုံပြောင်းနေတဲ့ဒေါက်တာဂျက်ကလက်နဲ့ရင်ဆိုင်ခဲ့ပါတယ်။ဒါမဲ့နောက်ဆုံးမှာတော့ဟိုက်ကိုအယ်လန်ကသူ့ရဲ့ညံကောင်းတဲ့ပစ်ချက်တစ်ချက်နဲ့ပဲပိုက်ကွန်မှာမိသွားအောင်ဖမ်းလိုက်နိုင်ခဲ့ပြီးသူတို့တင်မောဘော်ကိုခေါ်လာခဲ့ပါတယ်။တင်မောဘော်ရောက်တော့တန်ကျိုးရိနဲ့ဟိုက်ကိုခြိထားပေမဲ့ဘလူးကြီးဟိုက်ကတော့ရုန်းကန်နေပြီး တင်မောသားတကောင်ပြီးတကောင်ကိုဒီဂီယာဝင်ပူးလို့ special ပုတ်ထုံနေခဲ့ပါတယ်။တကောင်မှာတော့စကန်နာပါလဲကျသွားတဲ့အတွက်ဒိုရီယန်ကကူညီပြီးထူပေးတဲ့အချိန်စကန်နာရဲ့လက်ကိုတခုခုနဲ့ချက်မိသွားပြီးသွေးထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အယ်လန်ကဟိုက်နဲ့ပေးယူလို့ရပါတော့တယ်။သူတို့အဖွဲ့ထဲဝင်ပြီးကူညီမယ်ဆိုရင်ဟိုက်ကိုဘီမာကြီးရဲ့တနာညာတာမှုရအောင်လုပ်ပေးပြီးလန်ဒန်ကိုပြန်လို့ရအောင်လုပ်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဟိုက်ကလက်ခံလိုက်တဲ့အချိန်မှာတော့အီလီဇာလို့ခေါ်တဲ့ဇေယီကိုဟိုက်ကိုတတ်လိုက်ပါတယ်။ အဲ့တော့မှဟိုက်ရက်ပုံစံမှန်ဖြစ်တဲ့ဒေါက်တာချက်ပုံကိုပြန်ပြောင်းသွားခဲ့ပါတယ်။အဲ့နောက်ဖွဲ့ဆောင်သွားပြီဖြစ်တဲ့သူတို့ဟာဗင်နက်မျိုးကိုတင်မောကြီးနဲ့ခြေတက်ကြပါတယ်။အဲလန်မှာလည်းဖန်လန်လန်ဒန်မှာခူးသွားတဲ့ဗင်နက်မျိုးရဲ့မြေပုံနဲ့ပုံစံတူတဲ့တစ်ခုရှိပြီးအဲ့ဒါနဲ့ခြေတက်ကြပါတယ်။အဲ့နောက်လမ်းမှာတော့အဲလန်ကတွန်ကိုတနတ်ကိုကြီးမဖြုံးမဲတစ်ချက်တည်းထိအောင်ပြစ်တဲ့နီးကိုတင်ပေးနေခဲ့ပါတယ်။အဲ့လိုတင်ပေးနေရင်တွန်ကဘာရင်မို့ပဲအဲလန်ရဲ့တည်သွားတဲ့သားကြောင့်စကားဆလိုက်တော့အဲလန်လည်းထွက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့နီမိုဟာထိန်းချုပ်ခန်းရဲ့ကျမ်းပြင်မှာဖုံမုံပုံစံအမှုန့်တွေကိုတွေးလိုက်ရတဲ့အတွက်အံ့ဩနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူတို့နောက်ကနေစာအုပ်တုပ်ကသူ့လိုလိုပိတ်သွားခဲ့ပါတယ်။နီမိုဟာခုနကအမှုန့်တွေကိုမီနာစီကိုယူလာတဲ့အခါမီနာစစ်ကြည့်လိုက်တော့အမှုန့်တွေကကင်မရာအလင်းဖန်တီးတဲ့ဓာတ်မှုန်တွေမှန်သိခဲ့ရပါတယ်။အဲဒီနောက်ဒိုရီယန်ရောက်လာပြီးသူ့အိမ်ကပျောက်နေတဲ့ပကြီကဟာတာမန်မုတ်ပဲထူးဆန်းတဲ့ပကြီကဖြစ်ကြောင်း အဲ့ဒီပကြီးကားဟာသူ့အသက်ဖြစ်တဲ့အကြောင်းနဲ့အဲ့ဒီပကြီးကားကိုသူကြည့်မိရင်သူထာဝရပကြီးကားထဲမှာပဲတည်ဆုံသွားမှာဖြစ်တဲ့အကြောင်းသူ့ရဲ့လေးဝဲချက်ကိုပြောပြနေခဲ့ပါတယ်။နောက်တော့သူတို့နှစ်ယောက် EC ကလေးလုံနေခဲ့ကြပြီးရှက်ကီလေးတစ်ခွက်အတူတူတောက်တော့မဲ့အချိန်မှာပဲခွက်ကကြာခွဲပြီးမီနာရဲ့လက်ကိုရှာသွားခဲ့ပါတယ်။မီနာထွက်လာတဲ့သွေးနှံကိုယာပြီးရင်ရင်တွေခုန်သွားကနှစ်ယောက်သားပျော့ပျော့မိသွားကြပါတယ်။အဲ့ဒါကိုဒေါက်တာဂျက်ကေကမူလပုံပြန်ရနေတာတော့သူကြတော့စုံမကြည့်ဘူးဆိုပြီးမနာလို့ကပောက်ကွဲနေတဲ့အတွက် သူခန္ဓာကိုယ်ကဟိုက်ဖြစ်ပုံပြောင်းတော့မလို့ဖြစ်နေခဲ့ပါတယ်။နောက်မှနီမိုနဲ့စကားပြောရင်ပြန်ငြိမ်သွားခဲ့ပါတယ်။ဒီလိုနဲ့သူခန္ဓာကိုပြန်တဲ့အချိန်မှာတော့သူ့ရဲ့အီလီဇာဆေးရည်ဒပလင်းပြောင်းနေတာကိုတွေ့သွားပြီးစကန်နာလက်တလောပြောင်းနေတဲ့အတွက်စကန်နာလက်ချက်ပဲလို့ဆွဆွဲလိုက်ပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့သူတို့ဗန်နဲ့မြို့ကိုရောက်လာခဲ့ပါတယ်။ဖန်တန်ကမြို့ကိုဖောက်ခွဲပြစ်မယ်လို့ယူဆတာကြောင့်အားလုံးဘုံတွေကိုရှာဖို့လှုပ်ကြပေမဲ့ သူတို့မျိုးပေါ်ရရောက်ချင်းမှာပဲဘုံပေါက်ကွဲသွားပြီးအစာအုပ်တွေဟာဒိုမီနိုတက်ရောက်မှုလို့ခေါ်တဲ့တိုက်ပြူရင်စင်ကဲစင်ကဲလိုက်ပြူတဲ့တက်ရောက်မှုကိုခံနေရပြီဖြစ်ပါတယ်။ဒါကြောင့်ဒီတဲ့ချင်းဒီမစိုးအောင်သူတို့ဟာဒီတက်ရောက်မှုရပ်သွားစေမယ်။တိုက်တိုက်စီကိုသွားပြီးဖြစ်စည်းပြစ်မှရမယ်လို့အဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့တွန်ကနီမိုရဲ့ကားကိုယူပြီးအဲလန်ဒိုရီယန်မီနာတို့နဲ့အတူအဲဒီအစာအုပ်စီကိုသွားပါတယ်။ဒေါက်တာဂျက်ကေကတော့သူဟိုက်ဖြစ်ပြောင်းသွားမှာစိုးလို့ဆိုပြီးမလိုက်သွားခဲ့ပါဘူး။ ဲ့နောက်သူတို့စထွက်ပြီးတိတ်မကြခင်မှာပဲလမ်းမှာဖန်တန်ရဲ့လူတွေအများကြီးနဲ့တိုးပြီးသူတို့ကိုဝိုင်းပစ်ကြပါတယ်။ဒိုရီယန်ကဒါစကန်နာတရင်သွားပေးထားတာဖြစ်မယ်လို့ပြောကကားပေါ်ကဆင်းပြီးထွက်ပြေးခဲ့ပါတယ်။အဲ့နောက်ဖန်တန်ရဲ့လူတွေကိုအယ်လန်နဲ့တွန်တို့ခံပစ်ပင်မယ်ဖန်တန်ရဲ့လူတွေကအယမ်းများတာကြောင့်မီနာကားပေါ်ကဆင်းပြီးသွေးဆုပ်ဖို့ကောင်ဖြစ်ပြောင်းကလိုက်ကျိတ်ပါတော့တယ်။ဒီလိုနဲ့သွားရင်လမ်းမှာဖန်တန်ကိုလည်းတွေးလိုက်ရတာကြောင့်အယ်လန်ကလည်းလိုက်ဖမ်းဖို့ကားပေါ်ကဆင်းလိုက်ပါတယ်။အဲ့ဒီချိန်စာအုပ်တွေကရန်ကိုပြိုနေတဲ့အတွက်နီမိုရဲ့တင်မောကိုတောင် တော်တော်လေးထိခိုက်နေပြီဖြစ်ပါတယ်။တစ်ဖက်မှာတော့တွန်တယောက်တည်းကားကိုပြိုနေတဲ့တိုက်တွေကြားကနေအရှိန်မြင့်မောင်းထွက်သွားပြီးသူတို့ဖြိုချရမယ့်တိုက်ကိုရောက်တဲ့အခါမှာမီရှူမီပန်းတွေပစ်ဖောက်ပြီးချက်ပြေးလိုက်ပါတယ်။အဲဒီချက်ပြေးတဲ့နေရာကိုနီမိုကမြောင်းနဲ့လမ်းထူပြီးတိုက်ကိုဖြစ်စီလိုက်ကဒိုမီနိုတက်ရောက်မှုကိုရပ်တန့်လိုက်တဲ့တွင်အားလုံးအေးအေးဆေးဆေးဖြစ်သွားခဲ့ပါတယ်။တွန်ကတော့လင်းထွက်သားတဲ့ကားနဲ့တူပါသွားပြီးကားအောက်မှာပြိနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဒိုရီယန်ဟာတင်မောဘော်ကိုပြန်တက်လာပြီးအက်ရှ်မန်ရေကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ တကယ်တော့ဒိုရီယန်ရဲ့တရုတ်မန်ကစပိုင်တယောက်ဖြစ်ပါတယ်။အဲဒီချိန်အယ်လန်ကလည်းဖန်နန်နောက်ကိုလိုက်ရှာနေတဲ့ချိန်ဖန်နန်ကနောက်ကနေပေါ်လာပြီးအယ်လန်ရဲ့ပခုံးကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။အယ်လန်ကလည်းဖန်နန်ကိုနှစ်ချက်လောက်ပြန်ကျွေးလိုက်တဲ့အခါဖန်နန်ရဲ့မျက်နှာဖုံးကျွတ်သွားခဲ့ပါတယ်။ဒီချိန်မှာတော့ဖန်နန်ဟာအန်ဖြစ်နေခဲ့ပါတယ်။အမ်ဆိုရာကတော့မော်ရီယာတီဆိုတဲ့နာမည်ရဲ့အတူကောက်ဖြစ်ပြီးရှာလော့ဟုံးဇလန်တဲ့ကရှာလော့ဟုံးရဲ့မဟာရန်သူတော်ကြီးပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဖန်နန်ဟာထွက်ပြေးဖို့လုပ်တဲ့ကအယ်လန်ကနောက်ကနေဓာတ်နဲ့လှမ်းပစ်ခဲ့ပေမဲ့ဖန်နန်ကိုမတားနိုင်ခဲ့ပါဘူး။ အဲ့နောက်အားလုံးတင်မော့စီကိုပြန်သွားတဲ့အခါတေတော့မဲ့အက်ရှ်မန်ရဲ့ကဒိုရီယန်ကတစ္ဆာပေါက်ဆိုတဲ့အကြောင်းပြောသွားခဲ့ပါတယ်။နောက်တော့ဒိုရီယန်တယောက်တင်မော့မှာပါတဲ့အရေးပေါ်ထွက်ပြေးရင်ရွယ်ထွက်ပြေးကဖန်နန်စီကိုသွားပါတယ်။အယ်လန်တို့ဟာတင်မော့ပေါ်မှာဒိုရီယန်ချန်ထားခဲ့တဲ့တပြားတစ်ချက်ကိုနားထောင် ကြည့်ခဲ့ကြပါတယ်။အဲ့နောက်တပြားတွေကအမ်ကရိတ်ဟာသူ့အတွက်ဒီဖွဲ့ဖွဲ့ပြအောင်အလုံးလုံးပေးခဲ့တာဖြစ်တဲ့အကြောင်းဒိုရီယန်ကိုလည်းအဖွဲ့တွေကထူးခြားတဲ့သူရဲ့သွေးနမူနာတွေကိုယူဖို့အတွက်စပိုင်ပြစ်လွှတ်ခဲ့တာဖြစ်ကြောင်းပြောပြလာပါတယ်။တကယ်တော့ဒေါက်တာဂျက်ကေရဲ့အီလီဇာဆေးကြီးကိုဒိုရီယန်ခိုးတာဖြစ်ပြီး မီနာကိုဖန်ခွဲစာရှာပြီးသွေးထွက်အောင်လုပ်ကသွေးနမူနာခိုးယူသွားတာလေဒိုရီယန်ပဲဖြစ်ပါတယ်။ကိုတကလည်းစကင်နာကိုဆွဲထူပေးရင်လက်ကိုရှာပြီးသွေးထွက်အောင်လုပ်လိုက်တာလေဒိုရီယန်ပဲဖြစ်ပါတယ်။နောက်ပြီးနီမိုရဲ့တင်မော့တီဆောက်ပုံနဲ့ဤပညာတွေကိုဒိုရီယန်ကတစ်ချိန်လုံးဓာတ်ပုံခိုးရိုက်နေတာဖြစ်ပြီးဒါကြောင့်မဲတင်မော့ပေါ်မှာကင်မရာသုံးအလင်းမီးအမှုန်တွေတွေ့ခဲ့တာဖြစ်ပါတယ်။အဲလန်ကိုဖွဲထဲကိုခေါ်လာတဲ့ရည်ရဲချက်ကတော့အဲလန်တယောက်တည်း height ကိုဖမ်းနိုင်မှာကိုသိလို့ပဲဖြစ်ပါတယ်။ MRI လို့ထုတ်ခဲ့တဲ့သူတွေရဲ့သွေးနမူနာတွေကိုယူနေရတဲ့အကြောင်းရင်းကတော့အဲဒါကိုတုံပြီးဆွမ်းအားမြင့်စူပါလူသားကိုဖန်တီးကစစ်ပွဲထဲမှာရောင်းဖို့ပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့တပြားတဲ့ကအတန်လိုင်းတစ်ခုကြောင့်ဒေါက်တာဂျက်ကယ်တယောက်ခန္ဓာကိုယ်ထဲက high ဖြစ်ပြောင်းကျင်နေပြီဖြစ်ပါတယ်။အဲဒီနောက် M ကဒီတပြားပြီးသွားရင်မင်းတို့တင်မောကြီးပောက်ကွဲလိမ့်မယ်လို့ပြောပြီးတော့ခဏကြာမှာပဲတင်မောတစ်စီးလုံးရိမ့်ထိုးသွားကတင်မောလေးကိုရေတွေဝင်လာပါတော့တယ်။ဒါမဲ့လည်းနောက်ဆုံးမှာတော့ဒေါက်တာဂျက်ကယ်ကအီလီဇာတွေကိုတောက်ပြီး high ဖြစ်ပြောင်းလိုက်ကာ တင်မောချမ်းမြင့်ကဘားကိုဖွင့်ချလိုက်တဲ့တွေ့ရေတွေပြန်ထွက်သွားပြီးချင်းနေပြန်တည်ငြိမ်သွားခဲ့ပါတယ်ခဏကြာမှတော့သူတို့စီကိုစကန်နာစီကနေလျှက်ဝက်စာဝင်လာခဲ့ပါတယ်စကန်နာကဒိုရီယန်ထွက်ပြေးသွားတဲ့ရင်ထဲကိုကတ်တိုးလေးလိုက်သွားတဲ့ကြောင့်ဒိုရီယန်သွားတဲ့နေရာစီကိုသူတို့ကိုလမ်းညွှန်လိုက်ပါတယ်နောက်ဆုံးမှာတော့ဒိုရီယန်သွားတာကတော့မွန်ဂိုလီးယားမြောက်ပိုင်းနေရာတနေရာဖြစ်ပြီးအဲဒီမှာဖန်နေရဲ့စူပါလူသားတွေကိုထုတ်လုပ်နေတဲ့အီယာမဆက်ယုံကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်အယ်လန်တို့အဖွဲ့ဟာအဲဒီကိုလိုက်သွားပြီးကူတခုထဲမှာပုံနေခဲ့ကစကန်နာလာမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ် ကန်နာရောက်လာတဲ့အချိန်မှာတော့စက်ရုံကဘလောက်ကြီးတဲ့ကြောင်းဂျာမနီကဖန်ခံလာရတဲ့သိပ္ပံပညာရှင်တွေဟာဒီမှာ24နာရီလုံးနေမနာညမအားစူပါလူသားတွေနီမိုရဲ့ဤပညာတွေကိုဖန်တီးနေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲနောက်အယ်လန်တို့သူတို့လုံမဲ့ပလန်ကိုဆွဲနေတဲ့အချိန်တစ်ဖက်မှာတော့ဒိုရီယန်ကသူ့ပကြီးကပြန်ပြီးတော့လို့ဖန်နန်ကိုတောင်းနေခဲ့ပါတယ်။တကယ်တော့ဖန်နန်ဟာဒိုရီယန်ရဲ့ပကြီးကားကိုခိုးသွားတဲ့အတွက်ဒိုရီယန်ကပြန်လိုချင်လို့သူ့စီမှာအလုပ်လုပ်ပေးနေရတာပဲဖြစ်ပါတယ်။တကယ်တော့ဒိုရီယန်တယောက်ပကြီးကားပြန်ရပြီမို့လို့ဘသူ့အတွက်မှမတိုက်ခိုက်ပေးတော့ပါဘူး။ တစ်ဖက်မှာတော့အယ်လန်ဒိုဖွဲ့ဟာကိုစီစွမ်းနေတုံပြီးဖန်တန်ရဲ့လူတွေကိုကြိတ်ကာစက်ယုံတွေကိုဝင်လာခဲ့ပြီးစကန်နာကတော့စက်ယုံပပတ်လေးကိုဘုံတွေချထားခဲ့ပါတယ်။အဲဒီနောက်ဟိုက်ရဲ့နီမိုနဲ့သူ့ရဲ့စစ်သားတွေရဲ့သိပ္ပံပညာရှင်တွေရဲ့မိသားစုတွေကိုကယ်ထုတ်ပေးနေတဲ့ချိန်ဖန်တန်ရဲ့လူတွေရောက်လာတဲ့အတွက်အပြန်လန်ပြစ်ခဲ့ကြပါတယ်။တစ်ဖက်မှာတော့မီနာဟာဒိုရီယန်နဲ့တွေ့ပြီးအပြန်လန်ဓာတ်နဲ့ခုတ်ကြပေမဲ့နှစ်ယောက်လုံးကမတိမျိုးတွေဖြစ်လို့ဓာတ်ဒဏ်ရာတွေကချက်ချင်းပြန်ကောင်းနေခဲ့ပါတယ်။ ဒါမဲ့နောက်ဆုံးမှာတော့မီနာပကြီကားကိုတတိထားမိသွားခဲ့ပြီးဒိုရီယန်ကိုဓာတ်နဲ့ထုတ်ပြီးနယံမှာကတ်ထားခဲ့ကပကြီကားကိုထုတ်ပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ပကြီကားကို ကြည့်မိသွားတဲ့ဒိုရီယန်ဟာချိန်စာတင့်သွားပြီးပကြီကားကသူ့အသက်ကိုဆုပ်ယူသွားပါတယ်။တစ်ဖက်မှာတော့အဲလန်နဲ့တွန်တို့ဟာဖန်နန်ကိုကြောင်ပိတ်ထားတဲ့ချိန်နောက်ကနေဆောင်းတယောက်ရောက်လာလို့တိုက်ခိုက်နေရတဲ့အတွက်ဖန်နန်ထွက်ပြေးဖို့ချိန်ရသွားခဲ့ပါတယ်။အဲဒီနောက်သူတို့နှစ်ယောက်နောက်ကနေလိုက်ကြတဲ့ချိန်တဏျာရောက်မှာတော့စကန်နာမဖြစ်နိုင်တဲ့ကိုပြောက်လူသားတယောက်ကသူတို့ကိုတိုက်ခိုက်လာခဲ့တာကြောင့် တွန်ကအဲဒီသူနဲ့ဆက်တိုက်ခိုက်ပြီးအလန်ကဖန်နန်နောက်ကိုဆက်လိုက်သွားခဲ့ပါတယ်။တွန်ကကိုပြောက်လူသားတွေနဲ့တိုက်ခိုက်ရင်ကြည်များကြီးကိုဖြုံးတီးမိသွားခဲ့ပါတယ်။ဒါ့အပြင်မိမုတ်ဆက်ကြီးနဲ့စောင်းတယောက်ပါရောက်လာပြီးမိလာမှုတ်တဲ့ချိန်မှာတော့တကယ်စကန်နာရောက်လာပြီးအဲဒီစောင်းကိုအာယုံလွှဲထားပေးခဲ့ပါတယ်။အခွင့်ကောင်းရတဲ့အခါမှာတော့တွန်ကမိရုံနဲ့မိမုတ်နေတဲ့ကောင်ကိုရိုက်လိုက်တဲ့အတွက်အဲဒီအစောင်းလဲသူ့ကက်စ်အိုနဲ့သူ့ဟာသူပောက်ကွဲပြီးတီးသွားခဲ့ပါတယ်။ဒါမဲ့စကန်နာကတော့မိလောင်နေတဲ့လူကိုတွားကြည့်တဲ့အချိန်နောက်ကနေကိုပြောက်လူသားကသူ့ကိုဖမ်းမိသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်းအယ်လန်ကလည်းဖန်နန်နဲ့ချနေပြီးဖန်နန်တယောက်အေးနေနေကအယ်လန်ကနီနာကပစိန်နဲ့ဖန်နန်ကိုခုတ်ဖို့ရွယ်ထားခဲ့ပါတယ်။နီမော်ကတော့သိပ္ပံပညာရှင်တွေကိုကယ်ထုတ်ပေးနေရင်ဟိုက်ကသူတို့ကိုကာပြီးချနေတဲ့အချိန်ဖန်နန်ရဲ့လူတယောက်ကအီလီဇာရီကိုလိုအပ်တာထက်ပိုတက်လိုက်တဲ့အတွက်ဟိုက်ထက်ပိုကြီးတဲ့အကောင်ကြီးအဖြစ်ပြောင်းသွားခဲ့ပါတယ်။ဟိုက်နဲ့နီမော်တို့ဟာအကောင်ကြီးကိုပေါင်းချပေးမယ်။မနိုင်တာကြောင့်ဟိုက်ကဒေါက်တာဂျက်ကယ်အဖြစ်ပြန်ပြောင်းပြီးနီမော်နဲ့အတူစိတ်ယုံတွေကထွက်ပြေးဖို့လုပ်ပါတယ်။ အဲ့နောက်အဲ့ဒီကောင်ကြီးကနီမိုတို့ကိုလှမ်းတက်တော့မဲ့ချိန်တစ်ဖက်မှာအယ်လန်ကဖန်နန်ကိုပစိန်နဲ့ခုတ်တော့မဲ့ချိန်မှာပဲစကန်နာထောင်ထားခဲ့တဲ့ဘုံတွေပေါက်ခဲ့ပြီးမျက်နှာချက်ပေါ်ကရေခဲစူးတွေအကောင်ကြီးပေါ်ကိုပြုတ်ကျကာအကောင်ကြီးလဲတည်သွားခဲ့ပါတယ်တစ်ဖက်မှာအယ်လန်အာယုံများသွားတော့ထထွက်ပြေးတဲ့ဖန်နန်ကိုအယ်လန်ကတနတ်နဲ့အမိပြန်ချိန်ထားနိုင်ခဲ့ပါတယ်ဒါမဲ့ဖန်နန်ကအယ်လန်ရဲ့နောက်မှာတွန်ကိုကိုပြောက်လူသားကဖမ်းထားတဲ့အချိန်ဒီကိုပြလိုက်တဲ့အခါအယ်လန်ကနောက်လှည့်ပြီးကိုပြောက်လူသားကိုတနတ်နဲ့ပြစ်လိုက်ပါတယ် အဲ့ဒါကိုခွင့်ကောင်းယူပြီးဖန်တန်ကအဲလန်ရဲ့ကြိုးကိုထိုးကအဆောက်အဦပေါ်ကနေခုန်ချပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲလန်ရဲ့မျက်မှန်ဟာပျက်စီးသွားတာကြောင့်တွန်ကအဲလန်ရဲ့ရိုင်ဖယ်ကိုယူပြီးအဲလန်တင်ပေးထားတဲ့အတိုင်းကြည်တတောင်းဒဲနဲ့အဝေးကြီးရောက်နေပြီးဖြစ်တဲ့ဖန်တန်ကိုအဆုံးသတ်ပေးလိုက်ပါတယ်။ဖန်တန်လက်ထက်ကသွေးနမူနာထည့်ထားတဲ့တစ်တာဟာလည်းရေခဲမြစ်ထဲကိုပြုတ်ကျသွားပါတော့တယ်။အဲလန်ဟာလည်းရာစုနှစ်သက်တွေကိုမျိုးဆက်သက်တွေပိုင်ဆိုင်ပါတယ်လို့တွန်ကိုပြောပြီးတဲ့နောက်မှာတော့တည်ဆုံသွားခဲ့ပါတယ်။ နောက်ထပ်ဇာဝင်ကမ်းမှာတော့ဖွေသားတွေဟာအလန်ကိုသူ့ရဲ့ငြိမ်းချမ်းတဲ့နေထိုင်ရာဖြစ်တဲ့အာဖရိကကိုပြန်လာပြီးမြေမြုပ်ပေးခဲ့ပါတယ်။အလန်ရဲ့မြေပုံလေးပုံမှာသူ့ရဲ့တနတ်လေးကိုတင်ပေးခဲ့ပါတယ်။အဲဒီနောက်ဖွေဟာဆက်လက်စူးစီးထားမယ်လို့ဆုံးဖြတ်ထားခဲ့ပြီးနောက်ထပ်စွန်းစားကမ်းအစ်တစ်ခုကိုရှာဖို့စပြီးထွက်သွားကြပါတယ်။ဒီလိုနဲ့သူတို့ထွက်သွားပြီးတဲ့နောက်ဆုံးဇက်ဝင်ကမ်းမှာတော့အယ်လန်ပြောပြဘူးတဲ့ဆုံးမကြီးဟာအယ်လန်ရဲ့တင်းကျန်းစီကိုရောက်လာခဲ့ပြီး သူ့ရဲ့အစီရင်ကိုလှုပ်ဆောင်ခဲ့ကနောက်ဆုံးမှာတော့အလန်ရဲ့မြေပုံလှုပ်လာပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။